စိတ်တော့ကကိုဖယ်ရှားခြင်းလောကလူတွေဟာတော့ကဖြစ်เสียရတယ်မဖြစ်ခင်ကလည်းကြွတင်ပြီးတော့စိတ်တော့ကဖြစ်ကြတယ်ဖြစ်လာတဲ့အခါမှာလည်းပဲစိတ်တော့ကနဲ့ထွက်ပေါက်မရအောင်ဖြစ်နေတတ်ကြလူတွေဘာကြောင့်ဥပ္ပံစိတ်တွေဖြစ်နေကြသလဲလို့ဆိုရင် ပျက်စီးဆုံးရှုံးမှုနဲ့ဂျုံတို့ဂျုံတွေ့တော့မဲ့အခါမျိုးတော့မဟုတ်ဂျုံတွေ့နေတဲ့အခါမျိုးမှာထိုဂျုံတွေ့ခြင်းကြောင့်စိတ်သောကဖြစ်ကြတာအဲ့ဒီစိတ်သောကထွက်ပေါက်ရအောင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်လေးမှာရှင်းလင်းဖော်ပြထားတာဖြစ်တယ်နော်ဒါကြောင့်မို့လူတိုင်းလူတိုင်းဆိုတာတောကနဲ့မကိနိုင်ကြဘူးတောကဖြစ်လာလို့ရှိရင်မြည်တို့မြည်ပုံး ထိုသောကကလွမြောက်အောင်ကြိုးစားအထုံနိုင်လေဆိုရက်နိစနစ်ကိုသိရှိနားလည်ထားဖို့လိုလူရဲ့စိတ်ဟာစိတ်လုံရှားမှုရှိတယ်လို့ပူပန်မှုတွေလည်းရှိတတ်တယ်လူတခုပူမှုရတဲ့ဆယ်ကလေးဆိုရက်အစိုးတိုင်းပဲလူတွေဟာစိတ်ပူလောင်မှုနဲ့နေထိုင်ကြတာဖြစ်လို့ရသော်ဗျာရဲ့အဆုံးအမတရားတော်တွေဟာထိုပူလောင်မှုတွေကို တက်တာပြီးနောက်ဆုံးမှလုံးဝကြော်လွားနိုင်တဲ့အရှင်မျိုးရောက်တည်ထီအောင်ဟောကြားဆုံးဝခဲ့တာထင်ရှားတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာတောကပရိဒေဝနာသမတိကမာယဥပန်တောကစိတ်တောကတွေလွန်မြောက်ဖို့အတွက်စိတ်တောကမထိန်နိုင်လို့မိုးကြွေးရတဲ့ပင်မဆင်းရဲမှုတွေကိုလွန်မြောက်နိုင်ဖို့အတွက် ယခုဒီတော့နီလန်းဆိုတာကိုမြတ်စွာဘုရားတတိပဋ္ဌာန်တော့မှာဟောကြားထားတာဖြစ်အဲ့ဒီနီးစနစ်ကိုလိုက်နာခြင်းသုံးခြင်းမပြုတ်နိုင်ဘူးဆိုရင်သောကရဲ့ထွက်ပေါက်ကိုရှာတွေ့ကြမှာမဟုတ်ဘူးပေါ့ဒါကြောင့်မို့လူတိုင်းလူတိုင်းဟာစိတ်ပူတယ်ဆိုတာရှိတယ်စိတ်ပူတယ်ဆိုရင်လည်းဆိုရက်သောကဆိုရက်တရားဟာဘာကြောင့်ဖြစ်တယ်လဲလို့ဆိုရင် အခြေခံအပြည့်ပြောမယ်ဆိုရင် ပေမတောဇာယတိသောကောချစ်ခင်မှုအကြောင်းပြုပြီးတော့သောကဆိုတာဖြစ်တယ်ကာမတောဇာယတိသောကောလူချင်းစရာအာယုံကိုလူချင်းမှုကိုအကြောင်းပြုပြီး စိတ်သောကဖြစ်တယ်တဏှာယဇာယတိသောကောတဏှာကြောင့်လည်းစိတ်သောကဖြစ်တယ်လို့အနိကအကြောင်းတရားတွေကိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တာဖြစ်တယ်ဒုရီဟာ တွေ့တာမှုမကင်းတာအတွက်စိတ်သောကရောက်ကြတယ်အဲ့ဒီရောက်ရှိ